ဟုတ်ကျွန်တော်တို့ဟိုဒီအင်္ဂလိပ်စီမံချုပ်ရေးကောင်စီပေါ့နော်ကျွန်တော်ဒါနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဒါပြောကြခဲ့ရဲဒါကျွန်တော်တို့အများပြည်သူသိအောင်နိုင်ငံခြားခီးစဉ်တွေမှာလည်းနိုင်ငံတော်တို့အလုပ်တော်နဲ့နိုင်ငံခြားခီးစဉ်တွေမှာလည်းသူပြောခဲ့တယ်ရုပ်ောက်ဘယ်ဟုတ် election ကိုသူလုပ်ပေးမှာသူအနေနဲ့လည်းအဲ့နေရာမှာပါတီဘောင်းဆောင်ကိုလည်းဖိတ်ခေါ်ခြင်းနဲ့ဆန္ဒတွေရှိတာနဲ့အညီ PR စနစ်နဲ့ကျွန်တော်တို့တော်ဖို့ရုပ်ောက်ဘယ်လုပ်ဖို့ဆိုပြီးတော့လည်းသူရည်ရထားတာရှိခဲ့တယ်အဲ့နေရာမှာနံပါတ်1ချက်က ဟိုကျွန်တော်တိုင်းဒေသကြီးပါတီတွေအနေနဲ့ဒီပါတီသေးလေးတွေပေါ့ဗျာအရင်ကကျွန်တော်တို့တန်တိုင်းပြည်လုံးမှာဆိုရင် USTB နဲ့ဟာလာကျွန်တော်တို့ NLD ဆိုတာပဲတည်ခဲ့တာတကယ်တမ်းတိုင်းပြည်ပေါ်မှာလှုပ်လှုပ်ပေးခြင်းနဲ့ပါတီတွေကအများကြီးရှိပါတယ်အခုအလိုမျိုးတချို့ကြီးပြောလိုက်တဲ့အခါမှာကျွန်တော်တို့တွေလွတ်တော်အတွင်းကိုဟာလာဒီပါတီကြီးစိုးမှုမရှိတော့ဘဲနဲ့ ခြားသောနိုင်ငံတော်အတွက်အလုပ်လုပ်ခြင်းနဲ့တွတ်တော်ကိုယ်စီလေးတွေရောက်ရှိမှာဖြစ်တဲ့အတွက်ဒါတချို့ကြီးရဲ့ပြောစကားတွေကကျွန်တော်တို့ဒီပြည်သူတွေအနေနဲ့ရောကျွန်တော်နိုင်ငံရေးပါတီတွေအနေရောဝန်မတသားချူဆိုလက်ခံရမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေအနေနဲ့ကလည်းအဲ့လိုပြောလာတဲ့အခါမှာကျွန်တော်တို့ကလည်းပြောမယ်ဆိုလို့ရှိရင်ပေါ့ဒီတချို့ကြတော့လည်းရှိတယ်ဗျနိုင်ငံရေးပါတီကထောင်းတာဒီသူဒီလူကြီးတယောက်ရဲ့ပြောလိုက်တဲ့စကားပေါ်မှာမူတည်ပြီးတော့မှအားနည်းချက်တွေတချို့ကိုနင်းပြီးတော့ရည်စရာစကားတွေပြောတယ်ပုံရင်းကြောင့်ပြောတယ်ရှင်ဒါတွေလည်းဒါ ဟိုဆင်ကျင်ရမှာပေါ့ဗျာအပိုင်းอ่ะဘာဖြစ်လို့လဲသူကတဖြည်းဖြည်းနဲ့တက်မတော်ကနေပြီးတော့မှနိုင်ငံကြီးကနေတဖြည်းဖြည်းနဲ့ဟာလာဒီတက်ယူနီဖောင်းကြီးနဲ့နိုင်ငံကြီးမကစားခြင်းလို့ဗျာတဖြည်းဖြည်းနဲ့ဆုတ်ခွာခြင်းလို့ဒါအရှင်းဆုံးပြပတာပြည်သူပေါ်စေတနာလဲတကယ်လေးနဲ့ထားလာလို့ဒီတက်ချုပ်ကြီးရဲ့စေတနာသူကပီယာစနစ်ဖြစ်ပြီဆိုရင်ဒါကျွန်တော်တို့တိုင်းပြည်မှာအများကြီးကောင်းသွားပြီပြောချင်တာကဗျာနိုင်ငံကြီးပြည်ပကတွေမဖြစ်တော့တဲ့အတွက်တက်မတော်ကအာနာဝင်ထိန်းတာတို့အာနာသိန်းတာတို့ဖြစ်ပုံမှုကမရှိတော့ရှားသွားမယ်လို့ကျွန်တော် အမြင်ပေါ့နော်ဒါကျွန်တော်ရဲ့နိုင်ငံရေးနူးနယ်တဲ့အတွေးခွန်တွေပဲဖြစ်ဖြစ်ပေါ့ဒါအများမြင်မှာပေါ့ကျွန်တော်တော့အဲ့လိုမြင်တယ်ဒါဆိုပီယာစနစ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါဟိုဒီတော်တော်တွေမှာတော့ကျွန်တော်တို့ဘလိုဖော်မလဲပိုစလေတွေတင်ကြတဲ့အခါမှာတိုင်းပြည်ပေါ်ကောင်းတာလေးတွေဆိုလို့ရှိရင်လည်းပါတီကြီးစိုးမှုမရှိတဲ့အခါမှာလွတ်လွတ်လပ်လပ်ကျွန်တော်တို့ကဒါဟာလာဟိုမဲပေးပြီးတော့ ်မှတိုင်းပြည်ကောင်းဝင်ဆုံးဖြတ်လို့ရတာဖြစ်တဲ့အတွက်ဒါတချုပ်ကြီးရဲ့စေတနာကိုသူ့ပင်ဝန်တာမှာဖြစ်တဲ့ဒါပေမဲ့သူကလုပ်ဖို့ရှိတယ်လို့ပြောတဲ့နေရာမှာလည်းဒါကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားကြရတယ်အများကြီးရှိတာပေါ့သူ့အနေနဲ့အလားလက်ရှိအခြေအနေထားမှာအတိုင်းပြည်တော်လည်းလောလောနာပြန်မနေပြီလည်းဖြစ်တယ်အဲ့ဒီနေရာမှာသူ့အနေနဲ့အောက်ချီကိုဂါဂန္ဒနာထီထီမိမိတပ်မဲ့ဝါစာတပ်မတော်မဟာအကြီးကြီးတယောက်ကလားလက်ရှိလူပြည်သူလူထုရဲ့အာဂိုယုံကြည်ခြင်းကိုလက်ရှိမှာခံနေရတဲ့ဒါဝင်ကြီးချုပ်ပေါ့နိုင်ငံတော်ရဲ့ဝင်ကြီးချုပ်အနေနဲ့တကယ်စေတနာပါမယ်ဆိုရင်တကယ်ဖြစ်အောင် စ조사ပြီးလုပ်ပေးတဲ့နယ်လို့ကျွန်တော်ကဒီကနေပြီးတော့ပြောချလိုရပါဗျာဟုတ်ကဲ့အဲ့လောက်ပါ